အားလုံးပဲမင်္ဂလာပါခင်ဗျာယူကရိန်းနဲ့ပတ်သက်တဲ့ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့မဟာဗျူဟာကယူကရိန်းရဲ့ကာကွယ်ရေးကိုထိုးဖောက်ဖို့ကြိုးစားပြီး ယူကရိန်းစစ်တပ်နဲ့အရင်းမြစ်တွေကိုတစတစဆုပ်ယုပ်လာအောင်ပြုလုပ်ဖို့ဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်ရမှာပူတင်ကရုရှားစစ်သားတွေကိုတတုပ်ပြီးတတုပ်စေလိုပြီးတင်ရင်းနဲ့ပို့နေတာတွေ့ရပါတယ်ပူတင်ရဲ့ကြီးမားချက်ကရုရှားစစ်သားတွေကိုစတေးပြီးယူကရိန်းရဲ့လက်နက်ခဲယမ်းတွေကုန်ခန်းအောင်လှုပ်ဆောင်ပြီးယူကရိန်းတပ်တွေကိုအတင်းပြတ်ဆုပ်ခိုင်းကနယ်မြေသိမ်းပိုက်ချင်တာဖြစ်ပါတယ်ဒီစီစဉ်ကရုရှားရဲ့လူဦးရေကိုထိခိုက်စေပါတယ် ။ဘာကြောင့်လဲဆိုတော့ယူကရိန်းနဲ့စစ်ပွဲမှာစစ်သားရေအတွက်အများပြားလိုအပ်ပြီးထိခိုက်ကြဆုံးမှုများလာတာကြောင့်ရုရှားက၎င်းရဲ့မျိုးသားလူဦးရေတိတိတတ်တာရော့ကျလာပါတယ်။ကီးရဲ့လွတ်လပ်တဲ့သတင်းရင်းမြစ်တွေကထုတ်ပြန်တဲ့ထိခိုက်ကြဆုံးစည်းမှာရုရှားရဲ့ဆုံးရှုံးမှုတွေကခရီမလင်ကအတိမတ်ပြုထားတဲ့အရေအတွက်ထက်အများကြီးပိုများကြောင်တွေ့ရပါတယ်။2024ခုနှစ်အလယ်ပိုင်းမှာရုရှားဘက်ကဖမ်းဆီးခံခဲ့ရတဲ့သို့မဟုတ်ထိခိုက်ဒဏ်ရာရသေဆုံးခဲ့တဲ့စစ်သားရေတပ်က၄သိန်း6000ကနေ9သိန်း2800အထိရှိပါတယ်။ ်ဒီအရေးတော့ကရုရှားတရားဝင်ထုတ်ပြန်ချက်တဲ့အများကြီးကွာဟနေပါတယ်ရုရှားကတော့2022ခုနှစ်ဖေဖော်ဝါရီလနဲ့2024ခုနှစ်ဇူလိုင်လကြားမှာတည်ဆုံးခဲ့တဲ့စစ်သားဥယျာဉ်တသိန်း2000ဝန်းရှိတယ်လို့ထုတ်ပြန်ထားပါတယ်ယူကရိန်းသတင်းရင်းမြစ်တွေကရုရှားရဲ့ထိခိုက်ကြဆုံးစင်းက9သိန်းကျော်တယ်လို့ခန့်မှန်းပါတယ်အသက်20နဲ့50ကြားရှိရုရှားမျိုးသားတွေရဲ့နှစ်ရာခိုင်နှုန်းကစစ်ပွဲမှာတည်ဆုံးတာသို့မဟုတ်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးအသက်45နှစ်နဲ့49နှစ်ကြားအမျိုးသားတွေကထိခိုက်ဒဏ်ရာရရှိမှုအများဆုံးဖြစ်က အသက်35နှစ်နဲ့39နှစ်ရှိအမျိုးသားတွေကတိုက်စုံးမှုအများဆုံးဖြစ်တယ်လို့လေးလာမှုတရက်ကဖော်ပြပါတယ်။2024ခုနှစ်အလဲမှာရုရှားဘက်ကထိခိုက်ကြဆုံးစင်းက136,500ရှိပြီးအများစုကအမျိုးသားတွေဖြစ်တယ်လို့ရုရှားဗန်ဒါယီဝန်ကြီးဌာနကထုတ်ပြန်ထားတာကြောင့်လေးလာမှုစစ်တမ်းကဖော်ပြတဲ့ကိန်းဂဏန်းရေတွေကပုံမဆိုးရွားလာဖို့ပဲရှိပါတယ်။စစ်ပွဲမစခင်က2022ခုနှစ်ရုရှားရဲ့လူဦးရေဟာ148.2တန်းရှိပြီး ရုရှားရဲ့ gender ratio လိန်အကျိုးကအမျိုးသမီးတယောက်တိုင်းအတွက်အမျိုးသား0.86ရှိပါတယ်။ဆိုလိုတာကရုရှားလူကြီးမှာအမျိုးသမီးတွေထက်အမျိုးသားတွေကပိုနှဲနေတာဖြစ်ပါတယ်။အသက်16နှစ်အောက်ကလေးတွေကိုဖယ်ထားလိုက်ရင်2022ခုနှစ်မှာရုရှားရဲ့အရွယ်ရောက်ပြီးသားလူကြီးက113.2တန်းလောက်ရှိပြီးခံမှန်းကြီးအပြင်အဲ့ဒီရေတဲထဲကတဝက်ကအမျိုးသားတွေဖြစ်ပါတယ်။ဆိုလိုတာကရုရှားအမျိုးသားလူကြီးက55.6တန်းလောက်ရှိပါတယ်။ စစ်ပွဲကြောင့်ဒီမျိုးသားလူဦးရေရဲ့အစိပ်ပိုင်းတော်တော်များများဆုံးရှုံးခဲ့ရတာကြောင့်ရုရှားရဲ့လူဦးရေတိစောက်ပုံမှာကာလကြာရှည်ပြင်းထန်တဲ့အကျိုးဆက်တွေရှိလာပါလိမ့်မယ်။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။ဒါ့အပြင်ကျွန်တော်တို့ရဲ့ content အသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါအောင်ခင်ဗျာ။ယူကရိန်းရဲ့စစ်ပွဲမှာရုရှားရဲ့ထိခိုက်ကြဆုံးမှုတွေကဆက်လက်မြင့်တက်နေပြီး2024ခုနှစ်နှစ်ကုန်ကာလမှာစံချိန်တွေမြင့်တက်ခဲ့ပါတယ်။ဥပမာ2024ခုနှစ်နိုဝင်ဘာလမှာထိခိုက်ကြဆုံးစီးရင်၄၅,၆၈၀တိရှိခဲ့ပြီး ရုရှားအမျိုးသားအသေးပြောက်အများဆုံးလဖြစ်ခဲ့ပါတယ်။နေ့စဉ်သေဆုံးနှုန်းက1500ကျော် ရှိပါတယ်။ဒီဇင်ဘာလမှာဒီစံချိန်ကိုချိုးဖြတ်ခဲ့ပြီး48,680အထိရှိလာကလစဉ်ဆုံးရှုံးမှုပမာဏလည်းဆက်လက်မြင့်တက်နေပါတယ်။ဒီဆုံးရှုံးမှုနှုန်းက2025ခုနှစ်မှာလည်းဆက်လက်မြင့်တက်နေပြီးခံမှန်းခြေအားဖြင့်ရုရှားအမျိုးသား9,640,000ကျော်ဆုံးရှုံးခဲ့ကစုစုပေါင်းထိခိုက်ကြဆုံးစီးရင်1.35သန်းရှိလာခဲ့ကဒါဟာစစ်မဖြစ်မီမျိုးသားလူဦးရေရဲ့နှစ်ရာခိုင်နှုန်းကျော်ရှိပါတယ်။ ရုရှားဘက်ကနေနိုင်ငံတကာကြီးစားတပ်တွေနဲ့မြောက်ကိုရီးယားစစ်သားတွေကတိုက်ခိုက်ပေးနေရတောင်းရုရှားရဲ့အရွယ်ရောက်အမျိုးသားလူဦးရေရဲ့တစ်ရာခိုင်နှုန်းကျော်ဟာစစ်ပွဲကြောင့်ဆုံးရှုံးခဲ့ရပါတယ်။ဒါတွေကရုရှားရဲ့နာဂက်လူဦးရေနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေမြင့်တက်လာပါတယ်။ဘာကြောင့်လဲဆိုတော့ရုရှားရဲ့မျိုးသားတေဆုံနှုန်းကမွေးဖွားနှုန်းတဲ့များနေလာကြောင်းဖြစ်ပါတယ်။မွေးဖွားတေဆုံနှုန်းအချို့တိတိတတ်တတ်ပြောင်းလဲမှုကိုရုရှားက2024ခုနှစ်နိုဝင်ဘာလမှာကြုံတွေ့ခဲ့ရပါတယ်။ရုရှားရဲ့နေစဉ်တေဆုံနှုန်းက1950ဦးရှိခဲ့တာက 2022ခုနှစ်ကယောက်ျားလေးနေစဉ်မွေးဖွားနှုန်း1836ဦးရေထက်ကျော်လွန်ခဲ့ပါတယ်ဒီလိုမျိုးသားလူဦးရေနည်းပါးလာမှုကစစ်ပွဲကာလအတွင်းနဲ့နာဂဲမှာကျိုးဆက်တွေရှိလာကစိန်ခေါ်မှုတွေရှိလာနိုင်ပါတယ်ပူတင်ရဲ့ရန်လိုတဲ့မဟာဗျူဟာကရုရှားစစ်တပ်ကိုပျက်စီးစေခဲ့ုံသာမကနိုင်ငံရဲ့အနာဂတ်လူဦးရေတိဆောက်ပုံကိုပါကတောင်းကနေဖြစ်စေပါလိမ့်မယ်ဒီလိုဖြစ်လာရင်ရုရှားနယ်လံပြန်ထူလာနိုင်ဖို့ရေရှည်စိန်ခေါ်မှုတွေနဲ့ကြုံတွေ့လာနိုင်ပါတယ်2024ခုနှစ်မှာလူဦးရေပြဿနာအကျတဲနဲ့ရင်ဆိုင်ခဲ့ရတဲ့ရုရှားဟာ ယူကရိန်းနဲ့စစ်ပွဲကြောင့်ပုံမိုဆိုးရွားခဲ့ပါတယ်။2024ခုနှစ်ပထမနှစ်ဝက်မှာရုရှားရဲ့စံချိန်တွေမွေးဖွားနှုန်းက9,9600ရှိခဲ့ပြီး2023ခုနှစ်နဲ့နှိုင်းယှဉ်ရင်လူဦးရေ16,000ရောက်ကျသွားတာကြောင့်1996ခုနှစ်နောက်ပိုင်းအနေဆုံးမွေးဖွားနှုန်းဖြစ်ပါတယ်။ဒီကိန်းကနေအချက်လက်ကိုအခြေခံပြီး2024ခုနှစ်တနင်္လာစာတွက်ချက်ခံမှန်းရရင်ရုရှားမှာမွေးဖွားတဲ့ဥယျာဉ်1.12တန်းရှိပြီးခမန်းကြီးအဖြစ်မွေးဖွားခဲ့တဲ့ယောက်ျားလေးဥယျာဉ် 63,5586ရှိပါတယ်။ဒါက2022ခုနှစ်နဲ့နှိုင်းယှဉ်ယောက်ျားလေးမွေးဖွားနှုန်း3,900နီးပါးနည်းနေပါတယ်။ဒါကစစ်ပွဲကြောင့်ယောက်ျားလေးမွေးဖွားနှုန်းနဲ့တည်ဆုံနှုန်းကြားကွာဟမှုကြီးကြီးမားမားရှိနေတာကိုမိမောင်းထုတ်ပြနေပါတယ်။2024ခုနှစ်အကုန်မှာရုရှားရဲ့နေစဉ်ထိခိုက်ကြဆုံမှုနှုန်းကမွေးဖွားနှုန်းထက်မြင့်တက်နေပြီးဒီနှုန်းအတိုင်းဆက်သွားရင်2025ခုနှစ်မှာပိုဆိုးနိုင်ပါတယ်။စစ်ပွဲကြောင့်ရုရှားရဲ့အရွယ်ရောက်မျိုးသားလူဦးရေရဲ့တိရာဂိုင်နှုန်းကျော်ဟာတည်ဆုံသုံးမဟုတ်ရာသက်ပံဒဏ်ရာရရှိကာ ကလေးမရရှိနိုင်တော့ပါဘူး2025ခုနှစ်မှာရုရှားကယောက်ျားလေးကလေးဦးရေက9,1586ထိတိုးလာရင်တော့ဒီယောက်ျားလေးတွေကအသက်18နှစ်မပြည့်မချင်းဆုံးရှုံးသွားတဲ့စစ်သားတွေရဲ့နေရာမှာအစားထိုးတာသို့မဟုတ်တိုက်ပွဲဝင်နိုင်မှာမဟုတ်ပါဘူးပူတင်ရဲ့မဟာဗျူဟာကရုရှားကိုစေစုနှစ်ပေါင်းများစွာလူဦးရေကွာခြားမှုဖြစ်အောင်လှုံ့ဆော်ခဲ့ပြီးအထူးသဖြင့်အရွယ်ရောက်ပြီးသူအမျိုးသားတွေကြားအများပြားဆုံးရှုံးခဲ့ရတာကြောင့်အသက်အရွယ်အိုမင်းမှုသို့မဟုတ်မွေးဖွားနှုန်းကျဆင်းမှုလိုပြဿနာတွေနဲ့ကြုံတွေ့လာနိုင်ပါတယ် ရုရှားရဲ့မွေးဖွားနှုန်းကစစ်ပွဲမတိုင်ခင်ကကြာဆင်းနေခဲ့တာဖြစ်ပြီး2024ခုနှစ်မွေးဖွားနှုန်းအရေအတွက်နဲ့အမျိုးသားတည်ဆုံမှုမြင့်တက်လာတာကြောင့်လူဦးရေပြဿနာပိုနှက်ရှိုင်းလာပါတယ်။ Kremlin ပြောခွင့်ရသူ Dmitry Peskov ကဒီဖြစ်စိုးကိုတိမှတ်ပြုခဲ့ပြီးရုရှားရဲ့မွေးဖွားနှုန်းကဂျပန်လိုလူဦးရေကွာဟမှုပြဿနာနဲ့ကြုံတွေ့ခဲ့ရတဲ့တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်လင်းအမျိုးသမီးတဦးလင်မွေးဖွားနှုန်း1.4ရာခိုင်နှုန်းသာရှိတာကြောင့် NL ရှိတဲ့အဆင့်မွေးဖွားနှုန်းနှိမ့်ကျသွားမှုဖြစ်ပါတယ်။ဒါ့အပြင်ပူတင်ရဲ့ယူကရိန်းကျူးကျော်စစ်စတင်ပြီးနောက် ရုရှားနိုင်ငံကထွက်ပြေးတဲ့ပြည်သူထောင်ပေါင်းများစွာရှိခဲ့ပါတယ်။ရုရှားနိုင်ငံဟာလူဦးရေကျဆင်းမှုနဲ့မျိုးသားတည်ဆုံမှုဥယျာဉ်မြင့်မားနေတဲ့ချင်းချောက်မှုပြဿနာနှစ်ခုလုံးနဲ့အခုရင်ဆိုင်နေရပါတယ်။ဒါကြောင့်ရေရှည်မှာအပြတ်သဘောဆောင်တဲ့အကျိုးဆက်တွေဖြစ်လာပြီးအနာဂတ်မှာရုရှားရဲ့လုံသားအင်အားကိုထိခိုက်စေပါလိမ့်မယ်။2022ခုနှစ်နဲ့2023ခုနှစ်ကြားမှာခံမှန်းကြီးအပြင်နိုင်ငံကထွက်ပြေးတဲ့ရုရှားပြည်သူတသန်းနဲ့တိကျမှ3000ကျော်ရှိပါတယ်။အများစုကမျိုးသားတွေဖြစ်ပြီးနိုင်ငံကိုဘယ်တော့မှပြန်မလာနိုင်တော့ပါဘူး။ ဒီလိုနိုင်ငံကနေစုလိုက်ပြုံးလိုက်လူတွေထွက်ပြေးတာကလည်းရုရှားရဲ့လူ့ရေးပြဿနာကိုပုံမဆိုးရွားသွားစေခဲ့ပါတယ်။ရုရှားရဲ့လူ့ရေးပြဿနာကိုစစ်မြေပြင်ကဆုံးရှုံးမှုတွေကြောင့်ဆိုးဆိုးရွားရွားတိုက်ရောက်မှုရှိခဲ့ပါတယ်။စစ်မြေပြင်မှာရုရှားမျိုးသား၈သိန်းကျော်ဟာယူကရိန်းမှာတေဆုံးတန်ရာရသို့မဟုတ်အဖမ်းခံခဲ့ရပါတယ်။နိုင်ငံကထွက်ပြေးသူတွေနဲ့စစ်ပွဲမှာကြာဆုံးမှုအကြောင်းချင်းရာတစ်ခုကိုပေါင်းဆက်ကြည့်မယ်ဆိုရင်နိုင်ငံရဲ့မျိုးသားလူ့ရေးမှာကြီးမားတဲ့ဟာကွက်ကြီးဖြစ်ပေါ်နေကဒီနှဆိုင်လာတဲ့ပြဿနာဟာကြီးမားတဲ့ရေယူဆောင်ရွက်မှုလိုအပ်နေပါတယ်။ ရုရှားရဲ့လူဦးရေကျဆင်းမှုပြဿနာကိုကင်တွယ်ဖြေရှင်းဖို့အတွက်ရုရှားပိုင်မဟုတ်တဲ့နေမြေဒေသတွေကိုရုရှားရဲ့ထိန်းချုပ်မှုအောက်ထည့်သွင်းဖို့သို့မဟုတ်အာရှနဲ့အာဖရိကလိုဒေသတွေကလူဝင်မှုတွေကိုအားပေးဖို့လိုအပ်တယ်လို့နိုင်ငံတကာအရေးကြွမ်းကျင်သူဟာလီဘယ်ဆာကပြောပါတယ်ပူတင်ရဲ့ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုမဟာဗျူဟာတစ်စိတ်တစ်ပိုင်းကယူကရိန်းနိုင်ငံသားတွေကိုရုရှားနဲ့ထည့်ပေါင်းပြီးလူဦးရေတိုးမြှင့်ဖို့ဖြစ်နိုင်ပါတယ်တကယ်လို့ရုရှားကတခြားနိုင်ငံကလူတွေကိုထည့်သွင်းပြီး၎င်းရဲ့လူဦးရေကိုမြင့်တင်နိုင်ခဲ့မယ်ဆိုရင်မူလကရုရှားနိုင်ငံသားမဟုတ်သူတွေသာများပြားလာနိုင်ပါတယ် ပူတင်ကရုရှားရဲ့လူဦးရေပြဿနာကိုကာလကြာရှည်ကလေးကတတိထားမိတာဖြစ်ပြီးလူဦးရေတိုးမြင့်မှုပရိုဂရမ်တွေထဲမှာယူပန်ငွေထရီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ဒါပေမဲ့ဒီအားထုတ်ဂျိုးပန်းမှုတွေကမအောင်မြင်ခဲ့ပါဘူး။သူလက်ရှိအာယုံစိုက်ထားတဲ့အမျိုးသားစီမံကိန်းဖြစ်ရှုမြင်ထားတဲ့ယူရိန်းစစ်ပွဲကလည်းအကျိုးဆက်တွေရုပ်ပြတ်ဆင်းပြတ်ဖြစ်ခဲ့ပါတယ်။စစ်ပွဲကြောင့်ရုရှားမျိုးသားဦးရေရောကျသွားတာကြောင့်ရုရှားမှာစီးပွားရေးနဲ့လူမှုရေးပြဿနာတွေကြီးထွားလာနေပါတယ်။စစ်ပွဲကြောင့်ရုရှားစီးပွားရေးပြတ်ခဲ့ပြီးမိသားစုတွေဟာကလေးယူဖို့တော့အနိုင်နိုင်ဖြစ်ခဲ့ပါတယ်။ ငွေကြေးဖောင်းပမှုကြောင့်ကုန်စည်နှုန်းနဲ့အတုံးလုံးတွေထောင်တက်ခဲ့ပြီးစစ်ပွဲကာလချမှတ်တဲ့မူဝါဒတွေကြောင့်လူအတော်များများအတွက်လူနေမှုကုန်ကျစရာအလွန်ခက်ခဲလာပါတယ်။ရလန်အနေနဲ့မိသားစုအတော်များများကအခြေခံလိုအပ်ချက်တွေပြည့်မီဖို့အတွက်ရုန်းကန်နေရပါတယ်။ရုရှားနိုင်ငံသားအများပြားကကလေးယူဖို့အစီအစဉ်တွေကိုရွှေ့ဆိုင်းတာသို့မဟုတ်ဆွန့်လွတ်တာတွေဖြစ်လာကြပါတယ်။2023ခုနှစ်လေးလာမှုစစ်တမ်းတရက်မှာတော့ငကိုးကကလေးယူဖို့စီစဉ်ထားတဲ့မိသားစုတွေရဲ့30ရာခိုင်နှုန်းက နိုင်ငံရဲ့လူမှုရေးနဲ့စီးပွားရေးခြေအနေတွေကြောင့်ကလေးယူဖို့အစီအစဉ်ကိုဆွတ်နွတ်လိုက်ကြတယ်လို့ဖော်ပြပါတယ်။ရုရှားကလူ့ရေးကြဆင်းမှုပြဿနာကိုစိုးစိုးရွားရွားကြုံတွေ့နေရပေမဲ့ပူတင်ကဒီပြဿနာကိုခက်တင်းတင်းကင်တွင်ခဲ့ပါတယ်။ကလေးမယူတဲ့လူနေမှုပုံစံကိုဥပဒေနဲ့မညီကြောင်းပူတင်ကပြဋ္ဌာန်းခဲ့ကကလေးမယူတဲ့မိသားစုတွေကိုဒဏ်ငွေအမေရိကန်ဒေါ်လာ၄000အထိချမှတ်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုအာဏာရှင်နှီးပြူဟာတွေကလူ့ရေးကြဆင်းမှုကိုတွန်းပို့နေတဲ့နယ်ဆိုင်ကျေပြန်းတဲ့ပြဿနာတွေကိုမဖြေရှင်းနိုင်ခဲ့ပါဘူး။ရုရှားရဲ့စီးပွားရေးနဲ့လူ့ရေးပြဿနာနှစ်ခုလုံးကိုဖြေရှင်းနိုင်ဖို့ ိတာတဲ့အပြောင်းလဲတွေမလုံးမချင်းဒီပြဿနာတွေဟာပြေလည်သွားမှာမဟုတ်ပါဘူး2024ခုနှစ်မှာရုရှားရဲ့ GDP တိုးတက်ဖွံ့ဖြိုးမှုနှုန်းက3.9%ခန့်ရှိမယ်လို့ကြိုတင်ခန့်မှန်းပြောဆိုမှုတွေရှိပေမဲ့လည်းရုရှားစီးပွားရေးရဲ့အခြေအနေဟာပုံမဆိုးရွားခဲ့ပါတယ်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုသို့မဟုတ်နိုင်ငံရဲ့ခွန်အားလိုတချို့နေရာတွေမှာတိုးတက်မှုတွေကအစာပိုင်းမှာရှိလာတယ်လို့ထင်ရပေမဲ့ဒါတွေဟာရုရှားဆိုးရွားကစစ်သုံးစိတ်မှာအကြီးအကျယ်သုံးဆွဲနေတာအကြောင်းဖြစ်ပါတယ်စစ်တုံးစိပေါ်မှာလေးထားနေမှုကြောင့်တာမန်ရုရှားအရက်သားပြည်သူတွေအတွက်ဝင်ဒုံးဝင်ပိုးဖြစ်လာခဲ့ပါတယ် အထူးသဖြင့်နိုင်ငံရေးလူ့ရေးကြဆင်းမှုကိုဖြေရှင်းဖို့အတွက်ကလေးထက်ယူဖို့အစိုးရကမိခိုအားထားနေရတဲ့မိသားစုတွေအတွက်ဖိအားဖြစ်လာခဲ့ပါတယ်။ရုရှားနဲ့ယူကရိန်းကျူးကျော်စစ်စတင်ချိန်ကလေးကနိုင်ငံတကာရဲ့တန်ခတ်အရေးယူပိတ်ဆို့မှုတွေကြောင့်ပို့ကုန်ကြဆင်းမှုနဲ့ယူပယ်ငွေကြေးမတည်မငြိမ်ဖြစ်မှုတွေဖြစ်ပေါ်ခဲ့တာကြောင့်စီးပွားရေးမှာကတောင်းကတင်းထပ်ဖြစ်ခဲ့ပါတယ်။ရုရှားနိုင်ငံရဲ့စီးပွားရေးဟာတွန်းတုံးမြင့်မားမှုနဲ့ငွေကြေးဖောင်းပွမှုကြောင့်တကယ်ကြီးလေးတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရပြီးအန်ရရှိတယ်လို့အတ္တလန်တစ်ကောင်စီကတတိပေးပါတယ်။ ဒါပေမဲ့လည်းဘိုးဘန်ကတိုးနှုံးကို27ရာခိုင်နှုန်းထိတိုးမြင့်လိုက်တာကြောင့်ကျွမ်းကျင်သူတွေအာရုံသင့်ခဲ့ရပါတယ်။ဒီလိုတတ်မှတ်လိုက်မှုကြောင့်ရုရှားပြည်သူအတော်များများဟာညီစရာအိမ်နဲ့စားစရာလိုအခြေခံလိုအပ်ချက်တွေပြည့်မီအောင်မနှဲယုံကန်နေရပါတယ်။ငွေကြေးဖောင်းပွမှုက2024ခုနှစ်အကုန်မှာ9.5ရာခိုင်နှုန်းထိရောက်ရှိခဲ့ကာနေ့စဉ်သုံးကုန်ပစ္စည်းတွေကဈေးပိုကြီးလာခဲ့ပေမဲ့ပူတင်ကငွေတွေကိုစစ်ပွဲအတွက်သာဆက်လက်သုံးပြုခဲ့ပါတယ်။လူနေမှုကုန်ကျစရိတ်မြင့်မားလာမှုကြောင့်ရုရှားပြည်သူအများပြားကငွေကြေးကျပ်တဲ့ယုံကန်နေရပါတယ်။ ထိုးဘက်လိုတခြားစားတောက်ကုန်ကုန်ပစ္စည်းတွေဟာလည်း33ရာခိုင်နှုန်းထိမြင့်တက်လာပါတယ်။ဒါဟာအထွေထွေငွေကြေးဖောင်းပွမှုနှုန်းထက်အဆမတန်များပြားပါတယ်။ယူကရိန်းရဲ့လက်ရှိဖြစ်နေတဲ့စစ်ပွဲကြောင့်ရုရှားရဲ့လူဦးရေကျဆင်းမှုပြဿနာကပိုနဲ့ရှိုင်းလာပါတယ်။ရုရှားကနိုင်ငံရဲ့မျိုးသားလူဦးရေနဲ့တရာခိုင်နှုန်းကျော်ကိုဆုံးရှုံးခဲ့ရပါတယ်။ဒီတိုင်းဆက်သွားရင်2024ခုနှစ်အကောင်မှာနှစ်ရာခိုင်နှုန်းအထိတိုးလာနိုင်ပါတယ်။စစ်ပွဲကြောင့်နိုင်ငံကနေထွက်ပြေးတဲ့မျိုးသားလူဦးရေတန်းတဝက်ကိုထက်ပေါင်းလိုက်ရင်ဆုံးရှုံးမှုနှုန်းမြင့်လာမှာဖြစ်ပါတယ်။ယောက်ျားလေးမွေးဖွားမှုနှုန်းအနည်းငယ်မြင့်တက်လာပေမဲ့ မျိုးသားတွေကြားမှာနေစဉ်တည်ဆုံမှုနှုန်းကအမျိုးသားဥယျာဉ်မွေးဖွားနှုန်းထက်များပြားနေတာကြောင့်ကြာဆင်းနေတဲ့လူဦးရေကိုဖြစ်တင်းဖို့ရုရှားတွေလွန်ခတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကလေးမျိုးတဲ့မိသားစုတွေကိုဒဏ်ဝင်ရိုက်တာလို့ပူတင်ရဲ့အတင်းကျပ်ကလေးယူခိုင်းတဲ့အရေးယူဆောင်ရွက်ချက်တွေကရုရှားရဲ့စီးပွားရေးနဲ့လူမျိုးရေးပြဿနာတွေကိုမဖြေရှင်းနိုင်ခဲ့ပါဘူး။ရခိုင်ကကလေးယူဖို့စီစဉ်ထားတဲ့ရုရှားပြည်သူတွေရဲ့တုံးပုံတပုံဟာလည်းပြည့်ရင်းလာတဲ့စီးပွားရေးအခြေအနေတွေကြောင့်ကလေးယူဖို့အစီအစဉ်ကိုရွှေ့ဆိုင်းတာဒုမို့ဖျက်သိမ်းတာတွေလုပ်ခဲ့ကြပါတယ်။ ရုရှားက၎င်းရဲ့မျိုးသားလူဦးရေကိုပြန်လည်တိဆောက်ရမှာကာလကြာရှည်ပြဿနာတရက်ကိုရင်ဆိုင်နေရပါတယ်။အထူးသဖြင့်ယူကရိန်းနဲ့စစ်ပွဲအတွင်းမှာမျိုးသားတွေအများပြားဆုံးရှုံးခဲ့ရတာကြောင့်ဖြစ်ပါတယ်။အစိုးရရဲ့ဘလူခန်းစား권တို့မို့အတင်းကျပ်စေခိုင်းမှုတွေကလက်ရှိဖြစ်နေတဲ့ပဂတိတရားကိုပြောင်းလဲမပေးနိုင်ပါဘူး။ရုရှားရဲ့လူဦးရေကြာဆင်းမှုပြဿနာကိုဖြေရှင်းဖို့ပူတင်ပါလဲရွေးချယ်စရာနီလန်တိတ်မရှိတော့ပါဘူး။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ခင်ဗျာ။